အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်စားမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာ အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တေဘဘူစခန်းကိုတင်ပိုက်ပြီးကြောက်ဖြူမှလည်းတက်ပြက်နေပြီဘဘကြီးကိုလည်းလေးမပြုတ်နိုင်တော့တဲ့ဇော်ဘုံဟိန်ဆိုတဲ့အကြောင်းကိုကိုလူမြတ်ကျော်ကယခုလိုပဲတင်ပြလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်မိုးရီအရန်ကြီးကြွားနေပါတယ်ဒါပြင်မှာမိုးရွာပြီမဲ့လေဒီနေ့တော့ပျော်နေကြတယ်ခါကျင်းနဲ့နေကြတယ်ပျော်ရွှင်နေရဇဘိုးရင်းကိုစစ်တပ်ကပြန်ဖမ်းတာဇဘိုးရင်းကိုစစ်တပ်ကဖမ်းလာအောင်ဒီလောက်ပျော်နေရင်မင်းအောင်လိုင်းကို ပြည်သူ့ကဝေးတက်မတော်နဲ့တော်လိုင်းတက်တွေကဖမ်းပြီးတော့နောက်ပြန်ကျိုးတုပ်ပြီးကျိုးစင်တင်နိုင်ခဲ့ရင်ဒီထက်ပျော်ကြမယ်ကြုံချင်ပါလေဒီလိုတနည်းရောက်ကိုရောက်ရမှာဖြစ်ပါသဘောရင်းဟာဒီကနေ့ဆိုရင်နေ့လေနှစ်နာရီခွဲမှာပြုံးတဲ့အင်ကိုလာရောက်ဖမ်းဆီးသွားတယ်လို့ကျွန်တော်တို့သတင်းများကြားသိရပါတယ်အဲ့တော့သဘောရင်းဖမ်းကံနဲ့ပတ်သက်ပြီးတချို့တွေကတော့ စစ်တပ်ကအာယုံလွဲလာလို့အဲအဆရှိပြီပေါ့နော်တုံးတက်မှုရှိပါတယ်အာယုံလွဲသည်ရှိသည်မလွဲသည်ရှိသည်အဖမ်းခံရတာနဲ့ရုံတော်တော်ကျွန်တော်တို့ဂျေနဲ့ဆရာပါသဘောကြီးပြီးတကာလသဘောကြီးပြီးတကာလထမဖန်ရှိခံရသူတွေကိုကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါပူပူမကတော့အများဆုံးဖန်ရှိခံရမယ်ဆိုရင်ရှိနေသူပေါက်ကိုတော့လည်းမလွတ်နိုင်ပါဘူးဖန်စစ်တပ်ကအဲဒီ ဝတ်တော့ကားရီဝတ်တော့ကားရီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါက်ဖို့တော့ဟာသူ့ကားကိုဖမ်းမယ်ဆိုတဲ့အတွက်စစ်တပ်ဟာစစ်တပ်ကိုပြင်းပြင်းထန်ထန်ပြောပါအဲ့ဒီအခါကျတော့ပြောမယ်ဆိုရင်ပေါက်ဖို့တော့ ਨੇ ပူပူမာကတော့အဖမ်းခံရဖို့အတွက်ဒီဆက်နေပါနောက်ထပ်ဒါကတာမန်ပြောစရာလေးပါ အရန်ပျော်ပြာကောင်းတဲ့အရန်ကိုကျဉ်တ်เสียကောင်းတဲ့ကျွန်တော်တို့ချွေးဆက်တွေနဲ့သွေးဆက်တွေနဲ့ထုံမွန်းထားတဲ့အောင်ွယ်တွေကိုကျွန်တော်ပြောပြချင်ပါသေးတယ်။ဘယ်အောင်ွယ်လဲဆိုတော့ကျွန်တော်တို့ဒီဥကိထတိဘောဘူးသုတမီဝေါ်လီတကြောလုံးပေါ့မော်ခီအစရှိတဲ့စခန်းတွေတောက်လျှောက်ပိန်းလာတဲ့အချိန်မှာဒီနေ့ဆိုရင်တိဘောဘူးကိုထပ်သိမ်းလိုက်ပါဒီအချိန်တွေဒီကလေးတွေ လောက်လောက်လာလာရှိနေတယ်လို့အရကတ်တောင်အေအေရဲ့အောင်ပွဲသတင်းတစ်ခုလည်းခင်ဗျားတို့ကြားရမှာဖြစ်ပါတယ်အဲ့တော့ဇော်ဝင်းကိုဗန်းစီခံရတာနဲ့ပတ်သက်ပြီးကျွန်တော်တို့လိလာကြည့်ရပါတော့အဲ့တော့ဘာတွေနဲ့ဖန်တာလဲဆိုတော့မင်းရောက်လိုက်ပါဝင်စစ်အရာရှိများကိုဆက်ဆိုတဲ့အတွက်ရန်ကုန်မြို့တကုံမြို့တိတောင်ပိုင်းမြို့နယ်တရားရုံးဆက်သွယ်ဥပဒေပုံမှန်66ဂါကြီး အမသာဆေးထောင်းသူဒေါ်မိုးမိုးခိုင်ကအမှုဖွင့်တဲ့အတွက်လာဖမ်းဖမ်းနေစော်ဘုံရ၎င်း Telegram Channel တွေစစ်တပ်အရာရှိများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့သောကြောင့်ဟန်တော့တာပြည်သာသွားပါပြီဟီနာမီပြန်ထွက်လာရင်တော့မပြောတတ်ဘူးပြောဖင်ဟိုတဲကျမ်းပတ်ပြီးပုံစံပေးလိုက်ရင်တော့လေတံပြောင်းသွားမှာပေါ့ကျော်စိုးစာကလေးကောင်းတော်ဒီနေ့ဒီကနေ့မှလေတံကြီးပြောင်းနေတာမဖြစ်ဘူးလားဟိုတစ်ခေါက်စစ်တပ်ကခေါ်ပြီးနှပုံကတဲပတ်လိုက်တာကျော်စိုးစာကလေးကောင်းလေတံပြောင်းသွားတာပြောအဲ့တော့ နောက်ဆုံးသိရတဲ့သတင်းများအရဆိုရင်တင့်မောင်ကိုမှုလက်နက်မှုလိုင်းစင်မဲ့ကာရောင်းဝယ်မှုတွေနဲ့ဗန်းစီးတာတွေလို့သိရတင့်မောင်ကိုမှုကတော့ဒီကောင်တခိုးတခိုးဖြစ်ပါတယ်ဒါကြောင့်မို့ဖန်းစီးရန်တင့်တော်လက်နက်မှုဆိုတော့တစ်ခါတည်းတနကြီးတွေကင်ပြတယ်ငင်းမရဘူးလက်နက်ကင်ဆောင်မှုလိုင်းစင်မဲ့ကားတွေကတော့ဇဘုံရင်လုံနေတဲ့အလုတ်ဖြစ်ပါတယ်အဲ့တော့ဒီလိုအယက်သမားတခိုးတယောက် ဆဲဒီနိုင်ဆဲတာခံရတဲ့ဖတ်စစ်တဲ့အနေနဲ့ကတော့သူရည်ချင်းသူတိကြတယ်အဲ့တော့ကျော်စိုးဦးတစင်ဦးတို့ကတော့အမှုတွေပါမယ်လို့အကြမ်းရင်းသိရပြီးတော့ပေါက်ကိုယ်တော်ကတော့တီးတန့်ဖမ်းမလားဘူးပုရုမကိုလည်းအမှုတွေတီးတန့်ရှိနေတယ်လို့ကျွန်တော်တို့ကြားရပါတယ်အဲ့တော့ပြောချင်တာကဖတ်စစ်တဲ့ဟာသူရဲ့ယာရုအာနာအကျိုးစီးပွားကိုထိလာရင်အတုကူမှာမထောင်းဆိုတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဤနိုင်ပြီးပြန်လွတ်လာမယ်ဆိုရင်တော့လေ လွတ်ပေါ့ဒါပေမဲ့အချိုးတွေပြောင်းအောင်တော့စစ်တပ်ကဇော်ဘုံကြီးကိုအံပုံတွေချွတ်တဲကြန်တွေပတ်ပြီးပိုင်လာပါကြီးရဲ့ဆိုဇော်ဘုံဟင်ဘုရားကြီးကိုလေးပြုတ်ဆိုတဲ့ဇော်ဘုံကြီးတကောင်ဘူးလောက်ဆိုရင်တော့ဘလို့ဖြစ်နေနိုင်လဲလို့ကိုမမကြီးချပေးခဲ့ပါအဲ့တော့ခုနကျွေးချွေးနဲ့သွေးနဲ့အောင်ဘွေးကြီးကတိတ်ပေါ်ဖို့စကံဖြစ်ပါတယ် ။ဒီဘဘုစကမှာယာယီအပြင်စကံကိုတိမ့်လိုက်ပြီ။လေမြန်နဲ့အပြင်းထန်ခုကန်တယ်။လေတိုက်နေနေကျဲတယ်။ထိုင်းဘက်ကလည်း F16 တက်တယ်။ဗာပြင်းပြင်းထန်ထန်ထိုင်းနေစားဖြစ်နေကြတာဗျ။ဆိုတော့အဲ့မှာကဲနယ်လေးပူအောင်တက်ပြီ။ PDF အပါအဝင်။ပြင်းပြင်းထန်ထန်တိုက်ခတ်ပြီးတော့ဒီဘဘုကိုရရှိခဲ့တာဖြစ်ပါတယ်။ဒီဘဘုကို2022ခုနှစ်မှာတိမ့်ပိုက်ခဲ့ပါသေးတယ်။သို့တော့ ဖက်စစ်တပ်ဟာလေကြောင်းကနေအပြင်းထန်ပြန်လဲထိုးစစ်ဆင်တာကြောင့်ကဲနန်လေးပူပေါင်းတပ်တွေကပြန်လဲဆုတ်ခွာပေးပြီးဒီကနေ့မှာတော့လေကြောင်းနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခုခံနေတဲ့ဂျားတွေကကြောက်အောင်တပ်သိမ်းခဲ့နိုင်ပါတယ်တိတ်မသိတဲ့တင်းတွေကိုဂျမ်းညက်ပြောချင်ပါသေးတယ်တေဘောဘျူဟာဂုံးမှာဘျူဟာမူတယောက်ပါလက်နက်ချခဲ့တာဖြစ်ပါအဲ့တော့လေကိကောဘလူးကြီးဘလူးလေးကြောက်ခတ် ဥကိဋ္ဌသေဘောဘုစွတ္တလီဝောလီတကြောမှာဝောလီပြူဟာရဲ့ဥကိဋ္ဌစကံနှစ်ခုပဲကြံပါတော့ဒီနှစ်ခုရရင်တော့ထိုင်းမြန်မာနယ်စပ်မှာစကံ၅ခုတည်းကနှစ်ခုတက်တော့ရင်ထိုင်းမြန်မာနယ်စပ်တလျှောက်လုံးမှာစကံ၃ခုပဲကြံတော့မယ်လို့ကျွန်တော်တို့တွေးရှိရအဲ့တော့ဒီအပိုင်းမှာကေနလီပီရပူပေါင်းတက်တွေဟာစကံတွေကိုတပတ်အတွင်းနှစ်ပတ်အတွင်းမှာ ဒဏ်ဆက်သိမ်းပိုက်လာခဲ့တဲ့ဖြူဟာဆစ်ဆင်မှုကိုကြည်ချင်းအဖြစ်ကရင်ထိုးစစ်စပြီလို့ကျွန်တော်တို့ယုံယုံကြည်ချင်းနဲ့ပြောလို့ကြားတယ်ဒီမှာတစ်ချက်အလုံးကမတင်မချဖြစ်နေတာကမြောက်ရီကနှစ်ခုငါးကိုအမှုခြေပါမလားဆိုတဲ့ကိစ္စလေးတစ်ခုတော့ဒီလူလူရှင်ထဲမှာမတင်မချဖြစ်နေတာတွေ့ရပါတယ်မိမိမှာအသွေးနဲ့အချွေးနဲ့တိုက်နေတဲ့ရဲဘော်တွေကျွန်တော်တို့ဒိုင်းသားကြီးအောင်နဲ့ PDF တက်တီကိုအချို့သောကိစ္စတွေမှာ နားလည်ပြီးပါချိုးကိစ္စတွေမှာမလူးလာမလွတ်လာတွေလည်းရှိပါတယ်နော်ပြောပြလို့မရတဲ့အကြောင်းတရားတွေမြောင်များစွာနဲ့ချိုးကိစ္စတွေမှာအန်ကျစ်ပြီးညှို့ချတာတွေအများကြီးရှိတယ်ဒါပေမဲ့လက်ရှိဖြစ်ပေါ်လာတဲ့ကဲနယ်လေး PDF ပူပေါင်းတက်တွေရဲ့ကဲနယ်လေး KMDO ကရင်တက်တွေဥဆောင်တဲ့ကဲနယ်လေး PDF ကရင်ထုံးစစ်ကြီးကိုတော့ကျွန်တော်တို့လိုက်လိုက်လဲလဲဂုံပြုတ်ကျူကျူကြောင်းပြောချင်းရင်းနဲ့စကိုင်းပလဲကိုခဏသွားကြရအောင်စကိုင်းပလဲမှာပလဲမှာတုံးရရှိပလဲကကန်တောင်းပြူရောက်ကို PLA ဥဆောင်တဲ့ပခုံးပြိုင်တရင်၁၁ ABDF နဲ့အညာဗျူဟာတရင်တို့ကဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာ၃ရက်ရှိသွားပါပြီ။ ကံတောင်းကိုရရင်တော့အင်မတီနဲ့ဇီးမျိုးကုန်ပြူရာတွေကအကူတွေကပြေးဖို့ပြင်နေပါမယ်။အဲ့တော့စကိုင်းတိုင်းမှာမန္တလေးတိုင်းစကိုင်းတိုင်းအဆက်တွေမှာတိုက်ပွဲတွေပြင်းပြထန်ဖြစ်ပေါ်လာမှုရှိနေသလိုမန္တလေးတိုင်းထဲမှာတော့လက်ရှိမြင်းကြံခရိုင်ထူးစစ်စင်ရေးနဲ့နတ်ထိုးကြီးရက်စကန်တစ်ခုပဲကြာရဲမြို့ကိုတင်ပိုက်နိုင် နော်နထိုးကြီးရဲ့ပိုက်လိုင်းဂိတ်စကန်းကိုလည်းတင်ပိုက်ပြီးသားဖြစ်တဲ့အတွက်မချခင်မှာငွားပြီးအလဲပိုင်းထိုးစစ်တစ်ခုဖြစ်ကိုဖြစ်ပေါ်လာလိမ့်မယ်လို့ခင်ဗျားတို့ကိုကျွန်တော်တရင်စကားပါလိုက်ပါနောက်ထပ်ဝန်တာစရာထပ်ကြားတင်နေကြတယ်ခင်ဗျားတို့ရှေ့လျှောက်ဝန်တာကြားရဝန်တာစရာအခြေအနေလည်းအများအပြားရှိနေတယ်အဲ့တော့ အာဂတ်တတော် AA အကြောင်းပြောကြရအောင်အာဂတ်တတော် AA အကြောင်းကိုမပြောခင်ပါဒီမီနဲ့အဆက်ကလေးဒီမီနဲ့သတင်းအဆက်ကလေးထပ်ပြောချင်ပါအဲ့တော့ဂျုံတိုးမှာဘာလို့ဖြစ်နေလဲဂျုံတိုးကိုရိတ်တခွင်မှာဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုစစ်တပ်ဟာသတင်းအပေါက်ချလာတာတွေ့ရဂျုံတိုးကိုရိတ်မြောက်ဒီနေဆက်ကတိုက်ပွဲအားလုံးကိုစခန်းလေးလက်လွတ်နေရမှုကိုစစ်ကောင်စီရအောင် တခွန်းတပါရမကိုမပြောရင်းနေပါစစ်ကောင်စီဘောမတွေကလည်းဒီအချိန်ထိကင်ပီနဲ့တိုက်ပွဲတွေအကုန်လုံးကိုလေးသန်းတော့မဟာရဲပါဘာကြောင့်လဲဆိုတော့သူတို့တက်တွင်းမှာပြူပြင်းနဲ့အလိုလိုပြူကြတဲ့အခြေအနေတွေရှိနေလို့ပါဘာလို့ပြူကြနေလဲလူမြတ်ကျော်လို့မေးရင်ပြောမယ့်အဖြစ်ရှိပါတယ်ဒါလေးမပြောခင်မှာကြုံတို့ငါးလေးငါးတက်ကြောက်ရွံ့တုန်လှုပ်ပြီးအယူမိဝိုင်း ပရာမီလူကဲ့သို့နေဩညပါလက်နက်ကြီးတွေနဲ့ပြစ်နေတဲ့အခြေအနေကိုတွေ့ရပါအဲ့တော့ဂျုံတို့ကနေအိမ်ဂျုံတို့အိမ်ကိုပြန်တဲ့အမတ်တရက်ွက်ကနေအောင်မျိုးထွေးကိုအောင်မျိုးထွေးပါ၄ရောက်ငွေကြီး၄ရောက်ကိုစစ်ကဖမ်းခေါ်ပြီးခေါင်းဖြတ်တတ်တယ်လို့အခြေအနေကြီးကြားနေရပါကွန်ကရစ်ဂျုံတို့တခွင်ပါဖက်စစ်တပ်ဟာအပေါ်ကလည်းမကြမကြဘူးမင်းတို့အသေးခံတိုက်ဆိုတဲ့အမိတ်တပတ်မှလည်းကင်ကင်ယူ ကဲနဲ့ PDF ပူပေါင်းတက်တွေပိတ်ဆို့ဂျာညာတိုက်ခိုက်မှုကြောင့်တေယုံကလွယ်လို့အချားမရှိတဲ့အခြေအနေမျိုးမှာထွက်ခတ်ခတ်မှာစိုးရင်ရတဲ့အတွက်ကျွန်တော်မြို့ခံများစစ်ချောင်များအင်ကုန်မပြန်ကြပါဘူးကျွန်တော်လေးလေးနက်နက်မှာကြားရရစီအဲ့တော့ဒီလိုထွက်ခတ်ခတ်နေပြီးတော့ဂျင်းနဲ့ချက်တွေရောက်ပြီးဖယိုဖယဲပြူကြနေတဲ့စစ်တပ်အခြေအနေလို့ ဘယ်လိုပဲပြိုကျနေတဲ့စစ်တပ်အခြေအနေဟာဘယ်ထိရောက်နေပြီလဲဆိုရင်ကြောက်ဖြူကိုကျွန်တော်ချက်တက်တည်ပြပါမယ်ကြောက်ဖြူမှာဒီအပိုင်းမှာလူကြီးမျိုးတို့လည်းကြားသိပြီးသားပါเนาะအဲဒီလက်ပြန်ကျိုးတို့ဒုထုတ်ထိုင်လာပြီးအဖမ်းခံရတဲ့သူတွေထုံးမှဒီနောက်ဆုံးလူတွေကြော်လင်းကြိုက်ဘုံမှုကြောင့်တွေတေဆုံးနေတဲ့ဒုဗိုလ်မှုကြီးတွေအဖမ်းခံရတဲ့အချိန်မှာ ကြောက်ဖြူပါသည်ထွက်ပြေးသူတွေနဲ့လက်နက်ချသူတွေနဲ့ဖယုံဖယဲဖြစ်နေတဲ့အခြေအနေကိုတွေ့ရပါတယ်အတိပြုလို့မရတဲ့သတင်းများအရဆိုရင်ကြောက်ကြောက်ဖြူရဲ့အနည်းဆုံးရက်တည်းရင်32ကိုအရခတ်တတော်အီအီကတိမ့်ပိုက်ထားလိုက်နိုင်ပြီဆိုတဲ့သတင်းတွေထွက်နေပါတယ်အဘိမဲ့ကျွန်တော်အတိပြုလို့မရလို့ဒီသတင်းကိုခိုင်ခိုင်မာမာကျွန်တော်မပြောသေးပါဘူးအဘိမဲ့ ဒီကနေ့ဒီဒီလွန်ခဲ့သောမိနစ်ပိုင်းနာရီပိုင်းအထိကြားတဲ့သတင်းရတော့ကြောက်ပြူရက်တရင်32ကိုတိမ့်ပိုက်လိုက်နိုင်ပြီလို့ကျွန်တော်တို့အကြံဉာဏ်သိရပါတယ်ဆိုတော့အဲ့ဒီမှာအရခတ်တတော်အေဟာကြောက်ပြူစစ်မျက်နှာကိုဖွင့်ထားတဲ့အပြင်ကျွန်တော်တို့ EOD စစ်မျက်နှာ EOD စစ်မျက်နှာမြို့အကျုံးကိုစစ်မျက်နှာကအမြောက်တက်3လေးလေးအမြောက်တက်3လေးလေးကိုပြင်းပြင်းထန်ထန်ပိန်ဆို့ထားတယ် နော်မြောက်တဲ့သုံးလေးလေးကိုပြင်းပြင်းထန်ထန်ပိတ်ဆို့ပြီးတကာလရှာဖို့စူးစမ်းနေလက်ရှိချိန်မှာမြောက်တဲ့သုံးလေးလေးကိုတိုက်တာဘာကြောင့်မရသေးတာလဲဆိုတော့ကိစ္စကိုကျွန်တော်လိုက်လေ့လာကြည့်တော့အမြောက်တဲ့သုံးလေးလေးကိုစစ်ကူပို့နေတဲ့လမ်းကြောင်း၄ခုရှိတယ်ဆိုတော့အချမ်းမြင့်ပြဆချက်ခုကျွန်တော်ပြရမြန်အောင်58တက်ကွင်းကတန်ငါငါကွင်းကောက်ရှင်နေတာလမ်း1 2ဟင်းသလား နတ်မော်တပ်ဘက်ကနေလေးမျက်နှာဘရောဂျီလန်းလေးမျက်နှာအိုင်တပြုငတိုင်းချောင်းဂျီလန်းကနေစုပ်ပို့နှစ်ချောင်းနောက်မဲ့တော့ပတိန်တက်ကနေအတုပ်ရေကြီးငတိုင်းချောင်းလန်းဂျီလန်းကနေစုပ်ကိုပို့ခဲ့တယ်နံပါတ်၄ကြုံပြော်တက်ကနေကြုံပြော်ရေကြီးငတိုင်းချောင်းလန်းဒီလေးခုစုပ်ကိုပို့တဲ့အချိန်ကြီးရောက်မြောက်တဲ့၃လေးလေးကိုလက်ရှိ ိတ်ဖက်မှုစူးစမ်းနေစေပဲလို့ကျွန်တော်မြင်ပါတယ်။ဒါတော့အာရကတတော်အင်းနဲ့ပူပေါင်းတက်တာအရင်ကသာကွာလန်းကိုစုံမထားနိုင်တဲ့အခြေအနေမှုလို့ပြောပြနော်။အဲ့တော့အဲ့ဒီလမ်းတွေကိုဖျက်တောက်ဖို့ကျွန်တော်တို့ဘယ်လိုစူးစမ်းသင့်တယ်လဲဆိုတော့အခြေအနေတွေကိုကျွန်တော်လေ့လာကြည့်ရတဲ့အခါကျတော့မြန်အောင်52ရက်ကွင်းကောက်တကကငါကွင်းကောက်ရင်းနေတာလမ်းကိုစောပြရွာဘက်ကနေမိုင်းနဲ့ဖျက်တောက်လို့ရတယ်လို့နမနှစ်ဖြစ်တဲ့ဟင်္ဒရာနတ်မော်တက်က၄မျက်နှာဘရိုဂျီလန်းကိုလေစောပြရွာ ပတ်လေကနေမိုင်းနဲ့ဖြတ်တောက်လို့ရပါတယ်။နံပါတ်၃ပြည့်တဲ့ပသိမ်အတုပ်ကြီးကြီးငတိုင်းချောင်းပသိမ်တက်ပြီးပို့တဲ့လမ်းချောင်းကနေပြီးရောဆိုရင်ဖြတ်ဖို့နည်းနည်းခက်ပါတယ်။နေရာနည်းနည်းကျင်းပါတယ်။ရင်းနှာလမ်းဆောင်နဲ့တီတာဂုံးပြင်လမ်းဆောင်ကြားလမ်းမိုက်အတုပ်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီနေရာမှာဖြတ်တောက်ရပါမယ်။မိုင်းတွေကိုအားကိုးရပါအာကတတော်အေးရဲ့အစ်ပြူဝါတွေကိုကျွန်တော်တို့အလုံးစုံမသိနိုင်ပေမဲ့ကျွန်တော်တို့ မြင်နိုင်တယ်လို့ကျွန်တော်တို့လိမ့်လာတယ်လို့ကျွန်တော်တို့ရရှိသည်မြတ်တဲ့ရင်ချက်တဲ့နေကိုအဲမျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ဘရောကြီးကတက်ကာလာတဲ့ဟင်္သလာလေးမျက်နှာဘရောကြီးလမ်းတစ်ခုကိုပဲပိတ်နိုင်မှာဖြစ်တဲ့အတွက်လေးမျက်နှာအိုင်တပြုတ်ငတိုင်းချောင်းလမ်းတစ်ခုပါစစ်ကူပုလူရဲ့လမ်းချောင်းကြီးဖြစ်ထီထီကြီးကျန်နေတာကိုလေအရကတက်တော်နဲ့ပူပေါင်းတက်တွေကပဋိမှုစီချင်ပါတယ်ဒါတွေကိုလုံနိုင်ရင်တော့အမြောက်တက်၃လေးလေးကိုရရှိနိုင်ပါ ဖြစ်ပါအဲ့တော့ဒါကတော့နောက်ဆုံးရတဲ့အောင်ပွဲတည်နေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ဒီအချိန်မှာတိုင်းသာကြီးအောင်တက်တွေရဲ့ပေါင်းစုလို့အညာညီကိုရီမဖြစ်မနေပေါ့ကိုပေါင်းပြီးတိုက်နေရပြီဆိုတဲ့အခြေအနေကိုရှုမြင်ရမှုခရင်ထိုးစစ်ကြီးထွက်ပေါ်လာမှုနဲ့အတူ မြညာခရိုင်စစ်စီရင်အညာမြေကိုမြင်းဆောင်စစ်စီရင်တပြိုင်နဲ့အဲ့ဒီတပြိုင်နဲ့မန္တလေးတိုင်းမှာနောက်တဲ့စစ်မျက်နှာတကြီးတစ်ခုပေါ်လာနိုင်ခဲ့ရင်တော့မအလဟာဒီနှစ်မကုန်ကြီးကြောဖြတ်နိုင်ပါရလိမ့်မယ်ပြုကြောမဖြတ်နိုင်ရင်ရွေးကောက်ပွဲကိုထပ်ပေါက်ရအောင်လုပ်ပြီးတော်လိုင်းကြီးကိုကောက်ငွေကိုကြွေအောင်အမျိုးစုံကြိုးပမ်းပါလိမ့်မယ်တော်လိုင်းကြီးအတွင်းထဲမှာလည်းတတ်ရှုသွေးခွဲမှုတွေအများအပြား ဆောင်ရွက်နေတာတွေရှိပြီးတချို့တလန်စေလွတ်မှုနဲ့သူ့လူကိုယ့်ဘက်သားရောင်တော်ပြန်များရှိနေတယ်လို့တစ်ဖက်မှာတော်ရင်ဝန်းစာမပြေမှုနဲ့စစ်ဝါဒရဲ့မှိုင်းတွေကိုစိတ်ထဲမှာအပြစ်ရှိနေပြီးတော်ရင်ဘက်မှာပါနေတဲ့လူတွေကြောင့်တဦးတို့လက်ညိုးတို့ဆွတ်ဆွဲကအပြစ်တင်မှုတွေတလန်တစိတ်ကပ်မှုတွေအခြေအနေတွေဟာလေမင်းအောင်လိုက်တွင်းထားတဲ့မှိုင်းကိုမှိုင်းကိုမိနေတဲ့လူတစုဟာလေတော်ရင်အင်အားစုတွေမှာ တွေ့နေရပါတယ်နော်အဲ့တော့မိမိရဲ့ယံသူမိမိရဲ့မိတ်ဆွေခွဲတာသိမြင်နိုင်စွမ်းတော်ကိမဲ့ပြီမိမိရဲ့အတ္တမိမိရဲ့အောင်မြင်လို့စိတ်မိမိရဲ့လူရာဝင်လို့စိတ်မိမိရဲ့အကျိုးစီးပွားတွေကြောင့်တော်လည်ရေးဘတ်တာအချင်းချင်းတော်ယံသူနဲ့ပေးစားတဲ့ကိစ္စကိုတော့ကျွန်တော်လုံးဝကန့်ကွက်ပါတယ်ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေဂျားထဲမှာတော်လည်အင်အားစုတွေဂျားထဲမှာ ်ရံဖြစ်ကြမယ်ဝေဖန်ကြမယ်ညှင်းခုံကြမယ်လက်သီးလက်မောင်းတန်းကြမယ်သို့တော့ရံလူနဲ့ပေးစားမှုကိုတော့ကျင့်ဝတ်တစ်ခုအနေနဲ့ကျွန်တော်တို့ယနေ့ထိလောက်ကန်ဆောင်ရွက်ခဲ့တယ်မရှိပါဘူးမောင်းနေတာတွေကိုတဲ့တယ်ထိုးပြီးတော့ဝေဖန်တယ်ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်ဘယ်အရာကိုကျွန်တော်နှောင့်ယှဉ်မရှိပါဘူးအသက်တွေဘဝတွေလည်းတိတ်ကျွန်တော်ခေါင်းလေးမရှိပါဘူးဒီကာလတက်တန်းမှာတော်လိုင်းရဲမှာပါဝင်ခွင့်ရတာကိုပဲ ကျွန်တော်တို့လုံးသားတွေမှာဂုံယူမိပြီးဒီအချိန်မှာရိုးသားရမယ်ဒီအချိန်မှာလူလူဘက်ကမမမမရက်မှရတော့မယ်တသက်ပတ်လုံးပြည်သူလူလူဟာဘုကျော်ပြာစုခယုဆန်ကျုပ်ဘဝနဲ့ဒီနေ့အချိန်ထိဗျာတချို့ကောင်တွေရဲ့မရိုးသားမှုတွေဂျားထဲမှာရက်ကန်ရက်ကန်ဖြစ်ပြီးကြီးလိုက်လွှဲနေတာတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့ဒီအချိန်မှာကျွန်တော်တို့ ယူသားမှုအပြည့်နဲ့ပြည်သူကိုလွတ်မြောက်ရာလမ်းကိုပို့ဆောင်ကြရမှာဖြစ်ပါတယ်။ကျောင်းတော်ပြန်လေးအာသာဖြီဒီဖော်ရှင်ဖော်ရှော်တွေကိုတော့ပြည်သူကစင်ကြုံတရားနဲ့ကြည်ပါ။အောင်ပွဲဟာတင်လို့ရဲ့လက်ကမ်းမှာရှိနေပါတယ်။သို့တော့အဲ့အောင်ပွဲရောက်ခံနီးလေလေအောင်ပွဲရောက်ခံနီးလေလေတပတ်ကရန်သူရဲ့ခြေထုံးမှုတက်ဆုံမှုတွေများလာမှာဖြစ်တယ်လို့ ကိုမိတ်ဆွေလို့ထင်ရတဲ့လူတွေရဲ့နောက်ကျောဓာတ်နဲ့ထိုးတာတွေကိုလည်းကြိုတင်သတ်ဆထားဖို့လိုပါတယ်လို့ပြောရင်အောင်ဝဲကလက်တကမ်းမှာစော်ဘုံကြီးကိုစစ်တပ်ကဖမ်းတာတော့ဘလောက်ပြောနေမင်းအောင်လိုင်းကိုတော်လိုင်းကြီးတက်တီကဝင်ဖမ်းပြီဆိုရင်တော့ဒီတက်ပျော်ရွှင်ကြပါလိမ့်ဒီအချိန်ကိုရောက်အောင်စူးစမ်းကြရပါလိမ့်ဒီညတော့ဒီတော့ပဲအားလုံးကိုကျေးဇူးတင်ပါတယ်